်မင်္ဂလာပါရှင် ကျမကခေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဘန်လမုံကျောမှာအထိုင်ကျတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုပြက်လဲရုပ်သိမ်းလိုက်ပေမဲ့စစ်ချောင်းနေကြရတဲ့ဒေသခံတွေပြည်ပြီးမနေထိုင်ရေးကြသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ အော်တိုဘာလ16ရက်နေ့မနေ့ပိုင်းကလေးကတက်ပြန်ရှုပ်တော်တဲ့အတွက်ဘဲလမော့ကျော်တွေမှာစစ်ကောင်စီတပ်သားတွေမရှိတော့ပေမဲ့စစ်ကြောင်းထိုးပြီးပြန်အထိုင်ချလာနိုင်တဲ့အတွက်ဥယျာဉ်ခြေတွေတွေစစ်ရှောင်နေကြတဲ့ဒေသခံတွေဟာပြန်မနေရေးကြသေးတာလို့ဆိုပါတယ်စစ်ကောင်စီတက်မရှိတဲ့အတွက်ဥယျာဉ်ခြံတွေထဲတောလာလို့အစင်ပြာလောက်တာရှိပြီးဘေးချင်းပြေရောက်လာမလဲဆိုတာကိုစိုးရိမ်နေရတယ်လို့ဘဲလမုတ်ရောခန့်တယောက်ကပြောပါတယ် န်လမို့ကျော်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေက အခုနဲ့အစောပိုင်းမှာဇဝဲအခြေဆိုင်ခမာယ956တက်ရင်ကနေစစ်ကြောင်းထုတ်လာပြီးလာရောက်အထိုင်ချနေခဲ့ကလက်ရှိမှာတက်ရင်ဘက်ကိုပြက်လဲဆုတ်ခေါ်တော်ကြတာလို့ဆိုပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းကဗလမို့ရွာမှာတက်ဆွဲပြီးနောက်ကျေးရွာလူနေအိမ်တွေကိုဖောက်ထွင်းဝင်ရောက်ကတက်ချနေထိုင်ခဲ့တဲ့အတွက်ဒေသခံတွေဟာဥယျာဉ်ခြံတွေထဲမှာစစ်ချောင်းနေကြရတာဖြစ်ပါရဲ့ရှင် ရှမ်းပြည်တောင်ပိုင်းရောင်ငယ်မြို့နယ်တွေမှာစစ်ကောင်စီတပ်ကရော်တွေကိုမင်းရှို့ဖျက်ဆီးတာခလေးတငယ်တွေမင်းကလေးတွေနဲ့ကျော်သားတွေကိုတရားလက်လွတ်ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ရှမ်းလူအခွင့်ရေးမန်တာ SHRF ကအော်တိုဘာလ16ရက်နေ့ဆွေးနဲ့ထုတ်ပြန်ထားပါတယ်။အဲ့ဒီဒေသတွေမှာစစ်ကောင်စီတပ်ဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကြားထိတွေ့ပစ်ခတ်မှုတွေရှိနေတာဖြစ်ပါတယ်။ စကောင်စီတက်ကရဟန်းရင်နဲ့ဘုံကျေးချတာလက်နဲ့ကြီးပစ်ခတ်တာတွေအပြင်ရော်တွေကိုမင်းရှို့တာနေအိမ်တွေထဲပစ်စည်းလူတာအိမ်မွေးတရိတ်ဆန်တွေကိုတက်ဖြတ်စားတော့တာရော်သားတွေကိုဖန်ဆီးခေါ်ဆောင်သွားတာရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်2025ခုနှစ်ဩဂတ်လနောက်ဆုံးအပတ်ကနေစတင်ဘာလကုန်တဲ့အထိရောင်းငယ်မြို့နယ်တွေမှာစစ်ကောင်စီတပ်ရဲ့မင်းရှိုးဖျက်ဆီးမှုတွေကြောင့် ကြောက်တော့ညောင်ပင်သာမင်းပလောင်စားတဲ့ကြော်တွေကနေအိမ်အလုံး60စပကြီး90စေဘေးဆောင်စခန်းတစ်ခုနဲ့တောင်ယာတဲတွေအများအပြားပြက်စီးခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်တော်ထဲမှာစစ်ဆောင်နေရတဲ့ရော်သားတွေဟာပီကရက်စတင်မာလာ၂၄ရက်နေ့ကမိုးသေးထန်မြေပြိုတဲ့ဘေးထဲမှာခံခဲ့ရပြီးကလေး၃ယောက်အပါအဝင်လူ၁၀ယောက်သေဆုံးသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဒီကနေ့အထိကြောက်တော်နဲ့ညောင်မေတာရော်မှာတက်ဆွေထားကြတာကြောင့် ရော်သားပေါင်း900ကျော်အိမ်မပြန်ရှိပဲတော်ရဲမှာဆက်လက်ပုံးရှောင်နေရပြီးတော့စာနေခါအမိုးအကာနဲ့အရေးပေါ်အကူအညီတွေလည်းလိုအပ်နေကြတယ်လို့ SHRF ကထုတ်ပြန်ထားပါတယ်ရှင်။ရှမ်းကမရနေနေဆက်ပင်လောင်းဖေကုံဘက်ကိုထိုးလာတဲ့စစ်ကြောင်းကြောင့်ကြေော်ပေါင်း900ယောက်ကလူရဲ4000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရပြီးအရေးပေါ်စာနယ်ဇင်းခါလိုအပ်နေပါတယ်။ဒီသတင်းကိုမော်ရစ်ကပေးပို့ထားပါရှင်။ ရှန်ဂရန်နီနယ်စပ်ဖြစ်တဲ့ပင်လောင်းဖယ်ကုန်းဘက်ကိုအော်တိုဘာ၁၀ရက်နေ့တည်းကစစ်ကော်မရှင်နဲ့ BNO ပူးပေါင်းတပ်တွေဟာစစ်ကြောင်းထိုးနေပြီးစစ်ကြောင်းနဲ့အနီးဆုံးကရွာတွေဖြစ်တဲ့ဘောရန်ရွာ၊တောင်စလုံးကျေးရွာ၊မြောက်စလုံးကျေးရွာနဲ့ရေအေးကုန်းကျေးရွာအပါအဝင်ရွာ900လောက်မီးရှို့ဖျက်ဆီးခံခဲ့ရတာပါမီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ရွာတွေကဒေသခံတွေဟာလက်ရှိနီးစပ်ရာတောတောင်နဲ့ဆစ်ဆောင်နေကြရပြီးအရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးကာတွေလိုအပ်နေတာပဲဖြစ်ပါတယ် ခရနီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့စာရင်းအရအောက်တိုဘာ19ရက်နေ့အထိကျေးရွာ900ကလူဦးရေ4000ကျော်ကိုရပ်ဖွဲ့ဖွဲ့စည်းတင်တဲ့ကယ်ဆယ်ရေးသမားတွေကတွားကဲထုတ်ထားပြီးလို့ IEC ရဲ့အတွင်းရေးမှူးနှစ်ကိုပညာက DBB ကိုပြောပါရယ်ကျွန်တော်တို့လူဦးရေက4000ဝန်းကျင်ရှိတော့ကျွန်တော်တို့နေရာတစ်ခုထဲမှာကျွန်တော်တို့စုပြုံနေလွှဲဆင်းပေးရပါတယ်ဟောနောက်ပြီးတော့မှလူဦးရေကလည်းတနည်းဆိုရင်အထောက်စုတရာနေပါထထောင်နေပါထပေါ့နော်အကဲပြန်ဆောင်မယ့်ပုံစံတော့ရှိတော့ပေါ့နော်တချို့ကတော့ဘလို့ဆိုရာကြီးခဏ တချို့ဆောက်ဦးမှာပြီးအများပိုင်းပြီးသူဆောက်ဦးမှာတင်းနေရှိတယ်လို့တချို့ကတော့လည်းဒီဟိုဘယ်လိုပြောမလဲဒီကိုအင်္ဂလိပ်တဲလေးတွေပေါ့နော်ပိုဆေးချာနေရာကိုကျွန်တော်ရှစ်ပြောင်းတော့မှနေထိုင်တာတော့ရှိပါလေဟာဒါတော့ loss ပဲပေါ့နော်အဓိက loss ချက်ကတော့စာအစာတောက်ရဲ့နောက်ပြီးတော့မှအရေးပေါ် ကျွန်တော်တို့ဒီတဲဒီ support တွေလို့အားတဲ့အမှုအကာပေါ့နော်ဒါအဓိကကြာနောက်တချို့နေရာမှာမူအရည်ထွေးမယ်လဲဆိုမယ်လဲတချို့နေတဲ့နေရာတွေကရေရရှိမှုကခက်ခဲရှိတာရှိတယ်ပေါ့နော်နောက်ထင်းတွေကစပေါ့နော်အဲ့ဒါခက်ခဲရှိတယ်ပြခဲ့တဲ့စက်တင်ဘာလမှာလဲစစ်ကော်မရှင်နဲ့ PNO ပူးပေါင်းစစ်ကြောင်းဟာပင်လောင်းဖယ်ခုံနယ်စပ်ဘက်ကိုစစ်ကြောင်းဝင်ထိုးလို့ဒေသခံ၄000ကျော်ထွက်ပြေးခဲ့ရပြီးအခုဒီလမှာလဲနောက်ထပ်ဒေသခံ၄000ကျော်ထပ်မံထွက်ပြေးနေရတာပါ ဖပြေးလာတဲ့ဒေသခံတွေရဲ့ပြောပြချက်အရအော်တိုဘာ10ရက်နေ့မှာမြောက်စလုံးကျွရွာကိုစစ်ကြောင်းကမိဝင်ရှို့တာဖြစ်ပြီးအော်တိုဘာ13ရက်နေ့မှာတော့တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲနဲ့ဘောရန်ကျွရွာနှစ်ရွာကိုအင်အား90လောက်နဲ့မိဝင်ရှို့တဲ့အတွက်ဘောရန်ရွာခန့်တွေဟာတနိုင်းနီးပါးလမ်းလျှောက်ထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။ဒါပဲမိချင်းမတို့တောင်ပေါ်ရောက်ပြီ။ဟုတ်။အဲ့ဆိုတော်ရည်တော့ကွာမလေးအမေလည်းမဆိုင်ရတော့ညီမကင်းတဲ့တောင်ပေါ်မှာပဲစစ်နေမယ်။ညီမတို့ခင်တာ။ဒီမှာတောင်ပါလေးသူလက်လက်ကြီးထူတော့ ဩတောင်ပေါ်တက်တော့တွေ့လို့လက်နေကြီးလိုက်ထူတာကောင်းကောင်းကလေးတော့အရင်ပြာမော်ကလေးတော့စတင်လာစတင်ကြောင်းထူမတင်တယ်ဩကောင်းတော့မမဖြစ်လရှိမှာတော့ထွက်ပြေးလာတဲ့စစ်ဆောင်တွေအတွက်အင်တာနက်အမိုးကာပစ္စည်းလိုအပ်ချက်တွေမြင့်တက်နေပါတယ်။ကယ်ဆယ်ရေးသမားတွေနဲ့ရက်ဖွဲ့ဖွဲ့စည်းတွေကအရေးပေါ်စားနပ်ရိက္ခာတွေအတွက်ကူညီတောင်းခံထားသလိုမပြေးနိုင်ပဲကြံနေခဲ့တဲ့စစ်ဆောင်လူနာတွေအတွက်လည်းစေဝါလိုအပ်ချက်တွေရှိနေပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။ လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအနေနဲ့မင်းဆွေစီယုံဘုံခွင့်ပြုထားတဲ့ရပ်ပေါင်း60အတွင်းမှာရွေးကောက်ပွဲအပိုင်းအလုံးအတွက်မင်းဆွေစီယုံတော်ရမေးလို့စတက်ဩဇာခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကပြောပါတယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအနေနဲ့အောက်တိုဘာလ18ရက်နေ့ကနိုင်ငံရေးပါတီ58ပါတီနဲ့နေပြည်တော်မှာတွေ့ဆုံစဉ်ကပြောကြားခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးပါတီတွေမင်းဆွေစီယုံဖို့အတွက်ရက်ပေါင်း60သတ်မှတ်ပေးထားကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ကြေညာထားတာပါ။ ။ဒဇင်မာလာ28ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1ကိုမြို့နယ်ပေါင်း100မြို့နယ်မှာပြုလုပ်တော့မှာဖြစ်ပြီးအပိုင်း1ကိုတော့မြို့နယ်တရာမှာ2026ခုနှစ်ဇန်နဝါရီလအတွင်းအပိသက်ပြုလုပ်တော့ဖို့ရှိနေတယ်လို့စစ်ကောင်ဆောင်ကပြောဆိုခဲ့ပါတယ်။ကျန်ရှိနေတဲ့မြို့နယ်တွေကိုတော့နောက်တက်လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်တို့ကတာဝန်ခံပြီးကြားဖြတ်ရွေးကောက်ပွဲတွေပြုလုပ်ပေးတော့ရမှာဖြစ်တယ်လို့ပြီးခဲ့တဲ့ NCA နှစ်ပတ်လည်အခမ်းအနားမှာစစ်ကောင်ဆောင်ကအခုလိုပြောဆိုခဲ့ပါရှင်။ ဒီကနေ့အောင်တိုဘာလ20ရက်နေ့ညနေပိုင်းမှာတောင်အိုကလာပါ မြို့နယ်၅ရက်ွက်ဘေလီတရာအစိမ်းပါရမီလမ်းမပေါ်ရှိစစ်တပ်ရဲ့လုံခြုံရေးကင်းတဲ့အနီးကဆိုင်ခန်းဆီခဲလောက်မိလောင်ကျုံမှုဖြစ်ပေါ်ခဲ့ပါတယ်။အဲ့နေရာမှာတော်ဆိုင်တင်ပေါ်ဆေးဆိုင်ဖရေရှူဆိုင်စပီးအဟောင်းဆိုင်တွေအပြင်လူနေဆိုင်ခန်းတွေလည်းရှိတာကြောင့်ဖယားမီပူဇော်ရအခန်းနံပါတ်၈ကနေတင်ပေါ်ဆေးဆိုင်စပီးဆိုင်တွေကိုကူးဆက်ခဲ့တာဖြစ်ပါတယ်။ ဒေမွန်စစ်ဆိုင်မှာတင်တာဘုံတွေလောင်ကျွန်းပေါက်ကွဲတဲ့တွင်လဲကြားခဲ့ရပြီးတခဏအတွင်းမှာပဲအလင်းအမြန်လောင်ကျွန်းခေရလို့မြို့ခံတွေကပြောပါတယ်။မိလောင်မုံဖြစ်ပေါ်ရနေရာကိုမိသက်ရင်ရေသေးရင်အစီး20ကျော်ဝိုင်းဝန်းငိမ့်သက်ခေကြပြီးတော့လူအထီခိုက်တော့မရှိခဲ့ဘူးလို့သိရပါတယ်ရှင်။ဒီပူပီရုံးမြတ်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါ။ကျမကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။